ရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းသားတွေတင်သွင်းရောက်ရှာရမှာဒေသခံတွေဖွဲ့စည်းထားတဲ့ကော်မတီရဲ့ကောင်းပုံဖြန့်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကျွန်းသားကုန်သည်တွေကနရီစရာသတင်းဌာနကိုပြောဆိုပါတယ်။ရခိုင်ဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုကျွန်းသားတွေတနိုင်တပိုင်းတင်သွင်းပို့ရှာရမှာမောင်တော်မြောက်ပိုင်းကုန်းလန်းကိုအုံပြုတ်တင်သွင်းနေကြရတာဖြစ်ပြီးအဲ့ဒီကော်မတီကဝယ်ရောက်ချေလေးတဲ့အပြင်ကောင်းပုံဖြန့်မှုတွေရှိနေတယ်လို့နွားကုန်သည်တယောက်ကပြောပြပါဗျာ။ ဒေသအတွင်းဖွဲ့စည်းထားတဲ့ကျွေးနွားကော်မတီဟာအရင်နွားတကောင်ကိုဘင်္ဂလားဒေ့ရှ်တာကောင်ဝင်2000မြန်မာငွေ9000လောက်ကော်မရှင်ကြီးကောက်ယူနေရကနေလက်ရှိမှာတော့တာကောင်ငွေ1000ခွဲ2000အထိကောက်ခံမှုနဲ့ရှိနေတယ်လို့ပြောဆိုကြပါတယ်။ရခိုင်ကုန်သည်တွေဟာအဲ့ဒီကော်မတီကကြားခံပြီးတဆင့်ရောင်းချကြရပြီးကော်မတီကကျွေးနွားတကောင်မှာသိမ်းရှိပြီးကော်မရှင်ခရရရှိနေကြတယ်လို့လည်းနွားကုန်သည်တယောက်ကပြောဆိုပါတယ်။ င်္ဂလာဒေ့ရှ်ဘက်ကဝေယူသူတွေကိုကုန်သွယ်ရေးအနေနဲ့စိတ်ကြရောင်းချလို့မရပဲကော်မတီကလက်ဝါးကြီးဥထားတဲ့အတွက်ကြောင့်ကျွေးနွားရောင်းချရတဲ့အခါမှာအခက်အခဲတွေရှိနေတယ်လို့ကုန်သွယ်ရေးကပြောကြားပါတယ်။